မြန်မာမီဒီယာ7ရဲ့ထုတ်လွှင့်သူ ဝေမင်းမောင်ခေါ်ရွှေမန်းဆိုတာအနာသိစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့သမီးခင်သီရိသက်မွန်အတွက်အမှုပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာဒါမီခံလုပ်ပေးနေပြီးခုလတ်တလုံးမှာတော့သူ့ရဲ့မင်္ဂလာဆောင်ကနေစပြုပြီးလူမှုရေးရှုပ်တော်ပုံတွေကအခုရက်ပိုင်းလူမှုကွန်ရက်မှာလူပြောများသောအကြောင်းအရာတစ်ခုဖြစ်နေတာပါဝေမင်းမောင်ကမန္တလေးစာရီဖြစ်ပြီးမီဒီယာလောကတွေကို MRTV4 ရုပ်သံလိုင်းမှာ အလို့ဆက်ဝင်လို့တာကနေရောက်လာသူလည်းဖြစ်ပါတယ် MRT4 ရုပ်သံလိုင်းမှာဘလုံးတင်ဆက်သူနေနဲ့လုခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာအချမ်းပဲစစ်တပ်နဲ့သက်ဆိုင်တဲ့အဆက်ဆက်တွေရပြီးအဆက်ဆက်တွေရပြီးနောက်မှာတော့ကိုပိုင်မီဒီယာကုမ္ပဏီမြန်မာမီဒီယာ7ကို2015ခုနှစ်လောက်မှာစတင်တည်ထောင်ခဲ့တာလို့သိရပါတယ်အဲဒီကနေသင်းမင်းအောင်လိုက်သမီးခင်တိရတ္တမော ဥမှုရွှေယောက်ျားခရိုနီနိုင်ပြိုးကျော်ပြင်တခြားသောပုဂ္ဂိုလ်တွေနဲ့ Seven Cent ထုတ်လို့ရေးကိုစတင်လုပ်ကိုင်ခဲ့တာပါလတ်တလော online မှာပွဲစုနေတာကတော့ဝေမင်းမောင်ရဲ့ရည်စားဟောင်းမင်းသမီးတန်တာမိုးသိန်းကသူတို့ဆက်ဆံရေးနဲ့ပတ်သက်ပြီးပဆိုင်သူတွေက သူ့နာမည်တဝေဖန်ပုတ်ချတာတွေကိုသုံးပြန်ဖို့ Facebook စာမျက်နှာပေါ်မှာ post တွေတင် live တွေလွှင့်ပြောနေတာကနေပွဲဖြစ်နေတာပါ ဒီပြည်မှာဝေမင်းမောင်ဘက်ကနေရေးသားခဲ့တဲ့စူရိုတျုဆောင်ကရင်မင်းသားတွန်းတွန်းရဲ့စာရှည်ကြီးကြောင့်ပါပဲတွန်းတွန်းရဲ့ရေးသားမှုတွေကပက်လိုက်ပြီးရေးသားဟောင်းပေါ်ဇောကပြောဆိုချင်းချောက်တာတွေဖြစ်ခဲ့တာကြောင့်တန်တာမိုးသိန်းကပြင်းရှင်းခဲ့တာပါနုပညာရှင်တွေဝန်းရပြီးမင်္ဂလာပွဲတွေကြီးကြီးကျယ်ကျယ်ပြုလုပ်ခဲ့ပေမဲ့လက်ရှိချိန်မှာတော့ရွှေမန်းခေါ်ဝေမင်းမောင်တယောက်လူများရဲ့ဝေဖန်မှုကိုခံနေရပြီပဲဖြစ်ပါတယ်ဒါပေမဲ့နုပညာမီဒီယာအမြင်ခံတွေက ဝိမင်းမောင်ဆိုတာဘလို့လူလဲဘလို့ကြီးပွားလာလဲဆိုတာတူးဆွမဖော်ထုတ်ရဲကြပဲပေါ်ရံပဲဖော်ပြကြပါတယ်ဒါကြောင့်ပြည်သူအများစုကလည်းမင်းအောင်လိုက်သမီးရဲ့တငယ်ချင်းမှာတပိတ်မှောက်ရမဲ့သူမှမတိကြတော့တဲ့အခြေအနေဖြစ်လာပါတော့တယ်